ရုပ်ခန္ဓာကိုမြင့်မြတ်လို့မြင့်မြတ်တယ်လို့မဆိုရအောင်စိတ်ဓာတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှမြင့်မြတ်တယ်လို့ပြောရပါတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရက်တည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အများအကျိုးဆောင်ရွက်မှုတွေဟောပြောမှုတွေဒါတွေကိုပါရမီလို့ဒီလိုခေါ်ရပါတယ်အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတွေဆိုတာ အလုံးသိတဲ့အတိုင်းပဲဘုရားလောင်းတော်ပါရမီ7ပါးလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့လုပ်ငန်းတွေအစပထမတုန်းကတော့ဒါနလူရန်ပိတ်ကန်းနေပါရမီ7ပါးထဲမှာဒါနအစအဆုံး အဲ့ဒီဒါနပါရမီအစပြီးတော့ဒါနံသီလင်္ဆတ်နိခမပညာဝီရိယပင်စမံလို့ဒါတွေကလေ့ကျင့်တာပေါ့လူတယောက်ဟာစွမ်းရည်တတ္တိထက်ဖို့အတွက်အများကြီးလေ့ကျင့်ရဘယ်ကိစ္စမဆိုထွချွန်တဲ့ပုဂ္ဂိုလ်တွေကလေ့ကျင့်တဲ့ပုဂ္ဂိုလ်တွေဝါဒနာပေါ်မှာအခြေခံပြီးတော့လေ့ကျင့်သွားကြတာစိတ်နေသဘောထားပေါ်မှာအခြေခံပြီးတော့လေ့ကျင့် အမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေကထူးခြားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးမိမိဝါသနာပါရတစ်ခုထူးထူးချွန်ချွန်ဖြစ်အောင်စိုက်လိုက်မတ်တဇွဲကောင်းကောင်းနဲ့ဆွဲဆွဲမြဲမြဲလေ့ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေကထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တာပဲဒါလောကကြီးမှာလည်းပဲဒီကနေ့ဒီတိုင်းမှာပဲအာကစားဘက်ကထူးချွန်ချွန်လို့ရှိရင်လေ့ကျင့်ရတာပဲပညာဘက်ကထူးချွန်လို့ရှိရင်လေ့ကျင့်ရတာ အပြောင်းဟောဘက်ကထူးချွန်နေထူးချွန်ခြင်းနဲ့ဆိုလဲလေးချင်ရအနုပညာတွေဘက်ကထူးချွန်ခြင်းနဲ့ဆိုရင်လဲလေးချင်ရလေးချင်မှုသင်ယူမှုဆိုတဲ့စွမ်းအားတွေအနေစွမ်းအားထက်လာပါဠိမှာလေးချင်လို့စွမ်းအားထက်တာစေနဝတိစွမ်းအားတွေတက်လာတယ်ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာမထေရကြီးဉာဏ်ဤဉာဏ်သွေးကောင်းတယ်လို့ပြောတာ တခြားအကြောင်းနေပြင်အဓိကအကြောင်းကဘာလို့ဆိုစိတ်နဝတိပဲလိချင်းနေလို့ဉာဏ်ဉာဏ်သေးတွေထက်တာရှင်မမောကလံကိုရောမြတ်ကတကူအရာမှာဣတရေရပြီးထွချွန်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲအခြားအကြောင်းနေပြင်စိတ်နဝတိလို့ခေါ်တဲ့နေ့စဉ်နဲ့မြတ်လိချင်းနေလို့ထက်တန်လာတဲ့စွမ်းရည်တ္တိတွေရှိလို့ခေါ်တာဘယ်ကိစ္စပဲဖြစ်ဖြစ် ရွေးချင်ထူးချွန်လာတာပဲလို့ဒီလိုမှတ်ရမယ်နော်အေးပါရမီဆိုတဲ့နေရာမှာလည်းပဲခုလိုကောင်းတဲ့ကိစ္စတွေမှာလေ့ကျင့်ကောင်းတဲ့ကိစ္စတွေဆိုတာဒါနကုရှိတာကိုအများနဲ့ခွဲဝေပြီးတော့သုံးတယ်လောကလူတွေဟာကိုရထားရင်ကိုယ့်ဘာကိုယ်ပဲစုထားတယ်ဘယ်သူမှမပေးဘူးအလုံးထဲ့ထားတယ်လုံညုံကြီးကိုစီမံကြတယ်ဖွက်ထားတယ်စသဖြင့် စဉ်းစားကြည့်လေလောကလူတွေရလာတဲ့ပစ္စည်းဥစ္စာဆိုသူ့ဘွက်သိမ်းစည်းထားကြတာပဲများတယ်ဘုအတွက်သူ့ဝေးသိမ်းစည်းထားတာတော့ဆိုငါ့အတွက်သူ့ဘွက်သိမ်းစည်းထားတာအဓိကတော့ငါ့အတွက်ပဲเนาะအဲ့ဒါကိုအများနဲ့ခွဲဝေပြီးတော့သုံးကျင်တဲ့စိတ်ဓာတ်ဆိုတာဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်အတွေ့ကအေးပစ္စည်းဥစ္စာဆိုတာ တူတယောက်တည်း30ဖို့မဟုတ်ဘူးညာနဲ့ခွဲဝေပြီး30ဖို့ဖြစ်တယ်ဆိုတဲ့အတွေးနဲ့ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလှူတယ်တန်းတယ်ဆိုတာဒါဒါနမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတစ်ခုပဲနောက်သီလဆိုတာကာယကံနဲ့ဝစီကံနှစ်ခုထိမ့်သိမ်းဆောက်ရှောက်တယ်လှုပ်ချင်တာတွေမလှုပ်ဘူးလှုပ်ချင်နိုင်မလှုပ်ဘူးလှုပ်သင့်မှလှုပ်တယ် လုတ်တဲ့ဟာကိုသာလုတ်တယ်ဒါကန့်တတ်တာလူဆိုတာကိုလုတ်ချင်လုတ်ပလိုက်ကြတာပေါ့အကန့်တတ်မရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်ကူးတဲ့ဟာကိုလုတ်ချင်တာလုတ်ကြအေးသီလဆိုတဲ့ကိုချင်တရားကြတော့ကိုလုတ်ချင်တာမလုတ်အောင်မလုတ်တဲ့နာတွေကိုမလုတ်အောင်ဆိုတာကန့်တတ်လာတယ်ပေါ့မလုတ်တဲ့နာတွေမလုတ်ရတာမဟုတ်ဘူးလုတ်တဲ့နာကိုလည်းလုတ်မိအောင်သီလဆိုတာလား အဲ့တော့မလုံတဲ့နာကို မလုံရဘူးဆိုတာကဝရိတသီလ။ငါးပါးသီလထဲမှာပါတဲ့ပြည့်မှုတွေကမလုံတဲ့နာတွေ။ဒုစရိုက်၁၀ပါးကမလုံတဲ့နာ။မလုံတဲ့နာတွေကိုရှောင်တာသီလ။ဒါတွေမဲ့ပြည့်စုံမလားလို့ဆိုတော့မပြည့်စုံသေးဘူး။စရိတသီလလုံတဲ့နာတွေလုံအောင်မယ်။ ေးမလုတ်တဲ့နာကိုရှောင်းနာရဲ့လုတ်တဲ့နာကိုလုတ်ထားရဲ့ဒီနှစ်ခုနဲ့ပြည့်စုံပြီဆိုလို့ရှိရင်သီလပဲထို့သူနှုတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲမပြောတဲ့နာကိုရှောင်ရမယ်ပြောတဲ့နာကိုပြောရမယ်နှစ်မျိုးပဲမပြောတဲ့နာကိုရှောင်တယ်လိမ့်လေပြောတာတို့ဒုတိယနှုတ်နှစ်ယောက် ညညွတ်နေတဲ့ပုံကိုယ်တွေကွဲသွားအောင်မပြောရတာကျန်တန်ရိုင်းရိုင်းပြတဲ့စကားမျိုးတွေမပြောတာလို့သူတစ်ပါးအကျိုးမဲ့ဖြစ်သွားအောင်မပြောတာလို့အဲ့ဒီလိုမပြောသင့်တာတွေကိုမပြောဘဲရှောင်တာဟာသီလပဲပြောသင့်တာကိုပြောတာလည်းပဲသီလပဲဒါကြောင့်မို့သီလဆိုတာကာယကံနဲ့ဝစီကံဒီတစ်ခုထိမ့်သိမ့်တာဆိုဒီနှစ်ခုထိမ့်သိမ့်လိုက်တာနဲ့တည်းပြင်ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ် အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လौရဆိုတာသီလပဲပေါ့ပရမတ္တကမ္မံပါရမီတဲ့ပရမတ္တဧတာပါရမီသူတဏ္ဍမှာဖြစ်တဲ့သဘောသူ့ရဲ့လौရတည်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လौရမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အဲ့ဒါကိုပါရမီလို့ခေါ်တာပါနိခမ္မတဲ့ လူဟာပြောစရာအာယုန်နေထဲမှာနင်းမျောပြီးတော့ပြောနေတတ်တယ်။အဲ့ဒီပြောနေတတ်တဲ့ဟာတွေကိုစွန့်လွတ်နိုင်ခဲ့တယ်တွေ့တားနေတယ်။အဲ့ဒါတွေကိုစွန့်လွတ်လိုက်ပါတဲ့စွန့်လွတ်လိုက်တာဟာနိခမ္မပါရမီပဲ။ကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်တယ်။ဒီတမ္မံကာမဂုဏ်အာယုန်တွေအပျော်တွေကိုလုံးဝစွန့်ပယ်လိုက်တာနိခမ္မပါ မြန်မာတွေကတော့တောထွက်တယ်လို့ပြောတာအမှန်တောထွက်တာဆိုတဲ့အဓိပ္ပာယ်တဲ့နိခမ္မဆိုတာကာမအာယုန်တွေကနေထွက်ခွာလိုက်တာကြည့်လေကမ္မထမ်းကြောင်းသွားပြီးတော့ကမ္မထမ်းအထောက်ထားလဲဒါထွက်ခွာတာပဲကိုယ်အိမ်မှာကိုနေရင်ကနေပြီးတော့ကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ပြီးတော့တရားဓမ္မပေါ်ပျော်မွေးဖို့စိတ်ကိုလှုပ်တာလည်းပဲ တဏှာဖြစ်တာနိခမပဲပေါ့ထွက်ခွာလိုက်တာပဲအင်္ဂလိပ်လိုတော့ဒါဟုတ်နိခမ renounce လို့ကြားတယ် renounce ဆိုဆွတ်ပယ်တာကာမဂုဏ်အာယုန်တွေကိုတွန်းလှန်ဖယ်ရှားပြီးတော့ထူးခြားတဲ့တရားတော်အသိအောင်ကြိုးစားတာနိခမဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုပ်နိုင်တယ်ဒါကြောင့်ပါရမီပေါ့